တည်ခြင်းတရားဆိုတာအကြံမြင်အဖြစ်ဝေဖန်ကြည့်မယ်ဆိုရင်အလွန်တရာမှသိနိုင်ခဲ့တဲ့သဘောရှိတယ်လို့ဒါကိုစပြောခြင်း။ဘာဖြစ်လို့လဲဆိုတော့တတ္တဝါတွေဆိုတာတည်ခြင်းရင်လွယ်လွယ်လေးတည်သွားတာပဲ။မတည်ခြင်းဘူးဆိုရင်လည်းပဲဘာပဲဖြစ်နေဖြစ်နေတော်တော်နဲ့မတည်ဘူး။ဟုတ်လား။တချို့ဘလို့မှတည်မယ်မထင်ရဘဲနဲ့ကောက်ခါငယ်ငါတည်သွားကြတာ။ တချို့ကြတော့လည်းပဲတော်တော်သေးစရာကောင်းမှလည်းနဲ့မသေးပဲနဲ့ဘဝမှာနေနေကြရတယ်ပေါ့တည်ခြင်းစရာရဲ့နောက်ွယ်မှာရှိတဲ့အကြောင်းတရားတွေဟာအလွန်တရာမှတိနိုင်ခဲ့တယ်တိနိုင်ခဲ့တယ်ဆိုတာကတော့ထင်ရှားတယ်ပေါ့ဒါကြောင့်ဦးရှင်တို့ကျမ်းဂန်တွေထဲမှာသူသူကိုကိုတတ်တော်ဟာကြိုတင်ပြီးတော့မတိနိုင်တဲ့အကြောင်းအရာ၅မျိုးရှုပြီးတော့ဝိသုဒ္ဓိမဲ့ကျမ်းထဲမှာဖော်ပြထားတာလေးရှိတယ်ပေတပေါင်းသူတော်ကောင်းတို့လည်းပဲမှတ်သားထားကြပူပိသားပါ ။ဘာပြောထားတုံဆိုတော့ဇီဝိတံဗျာတိကာလောစာဒေဟနိခေပဏံဂတိတဲ့။ဒကာရမတို့ဥယျံတို့ကြိုတင်ပြီးတော့မသိနိုင်တဲ့တည်ခြင်းတရားနဲ့ပတ်သက်တဲ့အချက်၅မျိုးပေါ့။နံပါတ်1ဇီဝိတာတဲ့။ဘယ်အသက်ဘယ်အရွယ်မှာတည်ကြားလိမ့်မယ်ဆိုတာကိုဒကာရမတို့ဥယျံတို့တွေဟာကြိုပြီးတော့မသိနိုင်ဘူး။သိနိုင်ခွင့်မရှိဘူးပေါ့။နော်အသက်ဆိုတာတည်ခြင်းတဲ့အရွယ်မှာတည်နိုင်တယ်။ လက်ဆိုတာကြီးမသေးမယ်ငယ်တုန်းတော့မသေးနိုင်ဘူးလို့ဒီလိုမရှိဘူးနော်သိကျင်တဲ့အရွယ်သေးရလိမ့်မယ်ဒီနေရာမှာပိဿပေါင်းသူတော်ကောင်းတို့သတင်းသားတွေကိုကြည့်လို့ရှင်ပို့ပြီးတော့ထင်ရှားတာပေါ့နော်နာယေကန္တာကိုကြည့်လိုက်အသက်90လောက်ကိုဗဟုပြုတ်ပြီးတော့အထက်အောက်သိကျင်တိုင်းသေနေကြတာပဲနော်ဒါကြောင့်ဦးရှင်တို့ကျန်းကန်နေတဲ့မှာတစ်သီးတွေဟာအရွယ်ကြီးငယ်မရွေးကြွေကြနိုင်တယ်ဆိုတဲ့ဘေးရှိတယ် အဲ့လိုပဲတတ္တဝါတွေဟာလည်းပဲအရွယ်ကြီးငယ်မရွေးပျက်စီးနိုင်တယ်ဆိုတဲ့ဘေးဟာရှိတယ်တဲ့ဒါကြောင့်ဒကာဓမ္မတို့အရှင်တို့နံပါတ်1ကြိုတင်ပြီးတော့မသိနိုင်တဲ့အချက်ဒီဘယ်အသက်ဘယ်အရွယ်မှာတည်ရမလဲဆိုတာကိုမသိနိုင်ဘူးနောက်နံပါတ်2မသိနိုင်တဲ့အချက်ကြတော့ဘာပြောတာတုံးဆိုတော့ပြာဒီတဲ့ဘယ်အနာဘယ်ယောဂာနဲ့တည်ရမယ်ဆိုတာကိုဒကာဓမ္မတို့အရှင်တို့ကြိုပြီးတော့မသိနိုင်ဘူးတော့တည်ခြင်းနဲ့ယောဂာနဲ့တည်နိုင်တယ် ယောဂအကြီးကြီးနဲ့မှတည်မယ်ယောဂတိတိလေးနဲ့တော့မတည်နိုင်ဘူးလို့ဒီလိုလဲပြောလို့မရမတည်နိုင်တဲ့ယောဂရဲ့လို့မရှိပါဘူးဘုရင်ကိုယဉ်သိတဲ့ဓမ္မကြီးတယောက်ကပြောဘူးတဲ့ဟိုသူ့ရဲ့အမေက ကင်ဆာဖြစ်တယ်တဲ့ကင်ဆာဖြစ်တော့ကုကြတာပေါ့အဲ့ဒါကုတော့ကင်ဆာဆေးတွေကပြင်းထန်တော့ခေါင်းတစ်ခေါင်းလုံးဖြူပွေးသွားတယ်လို့ပြောတယ်အဲဒါပေမဲ့အဲ့ဒီကင်ဆာယောဂကြီးနဲ့အဲ့ဒါ16နှစ်လောက်သူနေသွားမသေးဘူး အသေးတဲ့အခါကျတော့ကင်ဆာနဲ့တည်သွားတာမဟုတ်ဘူးတဲ့။ဥနှောက်သွေးကြောပြတ်ပြီးတော့တည်သွားတယ်။ထင်သရာရှိတာကတော့ကင်ဆာဖြစ်နေတာဆိုတော့ဟောကင်ဆာနဲ့ပဲတည်မှာလို့ကာယကံရှင်ရောမိသားစုဝင်တွေရောအဲ့လိုတွတ်ထားမှာပေါ့။ဒါပေမဲ့တကယ်တကယ်တည်သွားတာကတော့ဥနှောက်သွေးကြောပြတ်ပြီးတော့တည်သွားတာ။ဒါကြောင့်ပေးသက်ပေါင်းသူတော်ကောင်းတို့တတ္တဝါတွေမှာဘေနာယောဂာနဲ့တည်ရမယ်ဆိုတာကိုကြိုပြီးတော့မသိနိုင်တည်ခြင်းနဲ့ယောဂာနဲ့တည်နိုင်တယ်မတည်နိုင်တဲ့ယောဂာရဲ့လို့မရှိပါဘူး ဟုတ်လားနောက်ဦးဇင်းတို့တတိယမြောက်မတိနိုင်တဲ့အချက်ကြတော့ဗာပြောထားတော့ကာလောစနော်ဇီဝိတံဗျာတိကာလောစကာလကာလဆိုတာဘယ်ချိန်ဘယ်ကာလမှာတေချာရလိမ့်မယ်ဆိုတာကိုမသိနိုင်ဘူးနေ့သေးမလားညသေးမလားနာနခင်းသေးမလားနေ့လေသေးမလားညနေသေးမလားမသိနိုင်ဘူးနော်ကံကုံတဲ့အချိန်မှာတတ္တဝါတွေကတေရမှာ တချို့ဓမင်းစားရင်ကံကုန်တယ်ဓမင်းစားရင်မဲသေးတယ်ပြီးအောင်ထိမဆောင်ဘူးတချို့လမ်းလျှောက်ရင်ကံကုန်တယ်လမ်းလျှောက်ရင်မဲသေးသွားတယ်ထိုင်ပြီးတော့နားခွင့်မပေးဘူးတချို့ညအိပ်ဆက်ရင်လည်းသေးသွားတယ်မတိလိုက်ဘူးဘယ်သူမှမနဲ့လင်းမှသေးနေမှသိရတယ်ပေါ့နော်ဦးဇင်းတို့ငယ်ငယ်တုန်းကရွာမှာတကကြီးတယောက်เจ้าကိုဥပုံဆောင်လာရင်းနဲ့နောက်เจ้าစီယိုလာเจ้าစီယိုလေးနားထိုင်ပြီးတော့သူအပေါ့သွားတာအပေါ့ဆွန့်တာ ဲ့လိုအပေါ်ဆွန်ရင်နဲ့အဲ့ဒီငုတ်တုတ်လေးထိုင်နေရင်နဲ့တည်သွားမတည်ဘူးဘယ်သူမှထိုင်နေတာကြာလာကြည်လားဆိုတော့သွားကြည့်တော့မှအသက်မရှိတာကိုတွေ့ရတော့အဲ့တော့ပိဿပောင်းသူတော်တို့ဘယ်ချိန်ဘယ်ကာလမှာတည်ရမယ်ဆိုတာဒကာမတို့ဦးရင်တို့ကြိုပြီးတော့မသိနိုင်ကိုယ့်ရဲ့လူ့ဘဝမှာနေရမယ်ကံအစွမ်းတရားတွေကုံတဲ့အချိန်မှာတရားလိမ့်မယ်哦ဟုတ်လားနောက်ဦးရင်တို့သုဒ္ဓမြောက်မသိနိုင်တဲ့အချက်ကြတော့ဘာပြောတာတော့ ဒေဟနိခေပနဒေဟနိခေပနဆိုတာကမိမိခန္ဓာကိုပျက်စီးပြီတဲ့နောက်မှာဒီခန္ဓာကိုရုပ်အလောင်းကိုဘယ်နေရာဘယ်ဒီတ္တမှာစွန့်ပြစ်ရလိမ့်မယ်ဆိုတာကိုမသိနိုင်ဘူးဟုတ်လားအဲအဲ့ဒီအချက်လေးကတော့ဒီကနေ့ခင်မှာပို့ပြီးတော့ထင်ရှားတယ်လို့တောင်ဆိုရမလို့ရှိတယ်ဘာဖြစ်လို့ဆိုတော့တချို့လေရင်စီးရင်နဲ့လေရင်ပြက်ပြီးတော့ကောင်းငင်ပေါ်တဲ့ပြာကျသွားကြတာဟုတ်လားတချို့သင်္ဘောစီးရင်နဲ့သင်္ဘောမောက်ပြီးတော့ရေထဲမှာငါးစားဖြစ်သွားကြတာ ဟုတ်လားဒါကြောင့်ဒီနားမှာမွေးပြီးတော့ဒီနားမှာပဲနေပြီးဒီနားမှာပဲတည်လိုက်မယ်လို့ဘယ်သူမှပြောလို့မရအောင်ရောက်ချင်တဲ့နေရာကိုရောက်ပြီးတော့ပျောက်ချင်တယ်လို့ပျောက်သွားနိုင်တယ်ပေါ့ဟုတ်လားဒါကြောင့်ဒကာမတို့ဦးဇင်းတို့ကြိုးပြီးတော့မသိနိုင်တဲ့နံပါတ်၄အချက်ဒီဒီယုတ်ခန္ဓာယုတ်ကလပ်ကိုဘယ်နာကိုစွန့်ရမယ်ပြင်ရမယ်ဆိုတာကိုမသိနိုင်ဘူးတဲ့နောက်ဦးဇင်းတို့၅ခုမြောက်မသိနိုင်တဲ့အချက်ကတော့တော်တော်စဉ်းစားစရာကောင်းတယ်အဲ့ဒါကဘာလို့ဆိုတော့ဂတိတဲ့ဂတိဆိုတာက ခန္ဓာကိုယ်ပျက်စီးပြီးတဲ့နောက်မှာဘယ်ပုံဘဝဘယ်ဌာနကိုရောက်လိမ့်မလဲဆိုတဲ့လာရရောက်ရပုံဘဝပုံဌာနကိုဒါဂတိလို့ပြောတာเนาะပုထုရှင်တွေဆိုတာကတေဂာတိစိတ်အနေထားလေးပေါ်မှာအဋ္ဌကံဘူတီပြီးတော့အပေလေးပုံလူပုံနတ်ပုံရောက်ချင်တဲ့နေရာကိုရောက်သွားနိုင်တယ်ပေါ့เนาะတိပင်မောကတိရွက်လေးတိရွက်ကြွေကြလာပြီဆိုလို့ရှိရင်ဒီတိရွက်ကလေးဘယ်နာမှာကြမယ်လို့ဘယ်သူမှတိတိကျကျခံမှန်းလို့မရအောင် သူ့ရဲ့လေးတိုက်ခြင်းအစရှိတဲ့အကြောင်းအမျိုးမျိုးပေါ်မှာမူတည်ပြီးတော့ကြာကျင်တဲ့နေရာကိုကြာသွားမယ်ပေါ့အဲ့လိုပဲဒကာမတို့ဦးဇင်းတို့ပုထုဇဉ်တွေဆိုတာလာရဂတိမမြဲတဲ့အတွက်ကြောင့်ရောက်ချင်တဲ့ဘဝကိုရောက်သွားနိုင်တယ်ဟုတ်လားအရိယာသူတော်ကောင်းတွေဆိုတာကတော့တက္ကရာတိတိကိုပယ်ရှားပြီးသားဖြစ်တဲ့အတွက်ကြောင့်ယုံညံ့တဲ့ပူလောင်တဲ့ဆိုးဝါးတဲ့ဘဝတွေကိုသူတို့ကရောက်เสียအကြောင်းမရှိတော့ဘူးသူဂတိဘဝကိန်းတည်မြဲတယ်ပေါ့ဒကာမတို့ဦးဇင်းတို့မှာတော့ဝိနိပါတိက နော်ဗယံပရာကြာရတယ်ရောက်ရတယ်ဆိုတော့ဘေးကြီးက ရှိနေတယ်။ဒါကြောင့်တတ္တဝါတွေဟာကိုသေးပြီးတဲ့နောက်မှာဘယ်ဘဝကိုရောက်မယ်ဆိုတာကိုလည်းကြိုပြီးတော့မသိနိုင်ဘူးတဲ့။အဲ့တော့ဒီအချက်၅ချက်ဟာစဉ်းစားကြည့်မယ်ဆိုရင် ထိတ်လန့်စရာလည်းကောင်းတယ်လို့ဆိုရမှာပေါ့။